မင်္ဂလာပါဗျာဘာသာရေးနဲ့ပတ်သက်တဲ့လွဲမှားမှုတွေကိုကျွန်တော်ထောက်ပြပေးခြင်းကိုရန်နာလိုက်တော့မယ်လို့စိတ်ကဆုံးဖြတ်ထားပေမဲ့လည်းဒီဗီဒီယိုကနေစပြီးတော့ကျွန်တော်အရင်လိုမျိုးပြန်ပြီးတော့ထောက်ပြဝေဖန်ပေးပါမယ်ဒီတော့ကျွန်တော်ဘာကြောင့်ရန်နာလိုက်ရတယ်ကျွန်တော်ဘာကြောင့်ပြန်ပြီးတော့မျှဝေပေးမှလဲဆိုတာကိုတစ်ချက်ပြောပြချင်ပါတယ်ရန်နာလိုက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ကိုလူတော်တော်များများသတိထားမိတာဟာရှိက ရိယမန်တိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုတိကြတဲ့သူတွေများမှာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ကိုတချို့ကလည်းဒီကနေ့ဒီအချိန်ထိတောင်မှခဲမကြည့်နိုင်မဲနဲ့မုန်းနေကြတဲ့သူတွေလည်းရှိချင်ရှိပါလိမ့်မယ်ထားပါတော့ဗျာဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ကျွန်တော်တို့ရလတ်အနေနဲ့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်ဒီကိစ္စတွေစပြီးတော့ဖြစ်လာပြီးဒီကိစ္စတွေစပြီးတော့ဟောပြောနေပြီးအဲ့လိုမျိုးဓမ္မနဲ့မစီလျော်တဲ့ အလွေးမားတဲ့ဟောပြောချက်တွေရှိနေပြီးအဆိုတဲ့အချိန်တည်းကိုဟာကျွန်တော်ဟာတာမန်ခလေးတယောက်နေတာမန်လူငယ်တယောက်အနေနဲ့အမုန်းခံပြီးတော့ကျွန်တော်ပြောပြပါရယ်အမုန်းခံပြီးတော့ကျွန်တော် ထောက်ပြပါရယ်ဒါပေမဲ့လည်းမုန်းသွားတာကဘုသာအဖက်တင်ပြီးတော့ဘယ်သူကမှ အာဒီကောင်လေးပြောထားလွတ်ထားလိုက်မယ်ကွာဆိုပြီးတော့လွယ်လွယ်လေးပဲထားလိုက်ကြတယ်နောက်ဆုံးဘာဖြစ်သွားလဲဆိုရင်ရလက်ကတော့အဲ့ဒီဝါရကြီးကိုအာရမဝါရဖြစ်နိုင်ငံတော်တန်ခါမာနိုင်ကက ဆုံးဖြတ်တဲ့အထီကိုဖြစ်သွားပြီးတော့အပြေးကြလွှားကြနဲ့ပုံကြရှူကြဒီလိုကိစ္စတွေအထီပါဖြစ်သွားကြရတယ်ထားပါတော့ဗျာဘယ်လိုပဲဖြစ်ဖြစ်ပါအခုချိန်မှာကျွန်တော်ကဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးနှူးနှံပြီးတော့မန်တဲ့တိုင်းတက်ပြနေခြင်းမဟုတ်ဘူး အဓိကသိစေချင်တာကတော့ကျွန်တော်ပြောပြီဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမှားနေတဲ့အရာကြီးကို ကျွန်တော်ကမှန်နေတယ်လို့မပြောတယ်လို့မှန်နေတဲ့အရာကြီးကိုလည်းမှားနေပါတယ်ကွာဆိုပြီးတော့ဘယ်တော့မှမပြောပါဘူးဒါလေးကိုမိတ်ဆွေတို့သိစေချင်ပါတယ်ဒါဆိုရင်ဒီကနေ့ဗီဒီယိုမှာကျွန်တော်ပြောမှာကပါလဲဆိုတော့အခုနောက်ပိုင်းအဆိုရှယ်မီဒီယာတော်တော်များများမှာပြန်ပြီးတော့တစောင်းထလာတဲ့ကိစ္စတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့မိုးပြဝါဒနဲ့ပတ်သက်ပြီးတော့ ခဏခဏလူတွေဟာပြန်ပြီး sharing လုပ်နေကြပါတယ်။ YouTuber ရောင်ရောင်ဘာရောင်ရောင်ပုံကိုယ်တွေကလည်းဒီကိစ္စကိုမှန်တရောင်ရောင်မှားတရောင်ရောင်ဟိုမပြောဒီမပြောနဲ့လူမြင်အောင်လူသိအောင် ပြန်ပြီး sharing လုပ်နေတယ်လို့တချို့ကြပြန်တော့လေရည်ရွယ်ချက်ရှိရှိနဲ့ကိုအဲ့ဒီဟောပြောထားတဲ့ video file ကြီးအများကြီးကိုစုစည်းပြီးတော့ channel တွေထောင်ပြီးတော့ပြန်ပြီး sharing လုပ်ပေးနေတာရှိပါတယ်။ရှင်းမှာတော့ကလည်းကျွန်တော်ရဲ့ဒီ channel မှာဒီမူပြဝါဒနဲ့ပတ်သက်ပြီးတော့ကျွန်တော် အပိုင်းတည်းဆိုပြီးတော့ဗီဒီယိုလေးတပုတ်တာလုတ်ခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဆက်မလုပ်ဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့တခြားကိစ္စတွေဝင်လာတဲ့အခါမှာဒီကိစ္စကိုကျွန်တော်မေ့သွားတာပေါ့။ညီတော့အပိုင်းတည်းလုံးနေကျွန်တော်ပြီးသွားတယ်။အဲ့ဒီလိုပြီးသွားတော့အဲ့ဒီအောက်မှာ comment တွေကိုကျွန်တော်ပြန်ဖတ်ကြည့်ရတဲ့အခါမှာဒီဝါရတော်တော်ကြီးစိတ်ဝင်နေပါလားဆိုတာကိုကျွန်တော်သွားပြီးတွေ့ရတယ်။အမင်းကိုယ်တိုင်ဆွမ်းဆရှိရင်အဲ့ဒီပုံကုန်နဲ့သွားပြီးတော့တယောက်ချင်းဆွေးနွေးလိုက်ပါလားတော့။မင်းကိုယ်တိုင်တိတ်ပြီးတော်တက်နေတယ်ဆိုရင် ဲ့ဒီပုဂ္ဂိုလ်ဘမဘမရှိတယ်မင်းသွားပြီးပြောလိုက်ပါလားတို့ပြောပြောလို့မရပါဘူး။ဘာကြောင့်မရတာလဲဆိုရင်တော့အရင်တုန်းကဆိုရင်တော့ရမှာပါ။အခုချိန်မှာတော့ကျွန်တော်ဟာအဲမြန်မာနိုင်ငံမှာနေတာမဟုတ်ပါဘူး။လက်ရှိချိန်မှာကျွန်တော်ပြည်ပမှာနေနေတာပါ။ဒီတော့သွားပြီးတော့ဆွေးနွေးဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူး။ထားပါတော့မဖြစ်နိုင်ပေမဲ့လည်းကျွန်တော် comment တော်တော်များများကိုလိုက်ပြီးဖတ်ကြည့်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့လူတော်တော်များများရဲ့စိတ်ထဲမှာဒီဝါရာကြီးဟာတော်တော်လေးကိုစွန့်နေပါတယ် တကယ်ဆွေးနေတာပါအဟုတ်ကြီးကိုထင်းနေကြတာပါဒီတော့ဒီဝါဒနဲ့ပတ်သက်ပြီးအကြမ်းမြင်ပြောရမယ်ဆိုရင်မိုးပြဝါဒဆိုတာဟာဒီမိုးပြဂိုင်းဆိုတာအာရမဝါဒပါထပ်ပြောပါမယ်မိုးပြဝါဒဆိုတာဟာအာရမဝါဒပါထပ်ပြောပါမယ်မိုးပြဝါဒဆိုတာဟာအာရမဝါဒပါဝါဒဆိုတာအယူအဆတွေကိုပြောချင်တာပါဘာပဲယူယူဘာပဲပြောပြောအကုန်လုံးဒီပါဟာအာရမဝါဒပါအာရမဝါဒအဖြစ်ကိုဆုံးဖြတ်ပြီးပါပြီ ။ထပ်ပြောမယ်အာရမဝါဒဖြစ်ကိုဆုံးဖြတ်ပြီးပါပြီ။ဒါတော့အဲ့ဒီလိုမျိုးအာရမဝါဒဖြစ်ဆုံးဖြတ်ပြီးပြီးသားကိစ္စကြီးကိုဘာကြောင့်အသက်ပြန်သွင်းနေတာလဲ။ဆိုလိုချင်တာကတော့အသက်80ကျော်နေတဲ့ဒီဦးလေးကြီးကိုဒုက္ခပေးခြင်းကြတာလား။ဒါမှမဟုတ်ဒီဦးလေးကြီးကိုယ်တိုင်ကရောအသက်တဖန်ပြန်ပြီးတော့သူ့ခိုင်းကြီးကိုအသက်သွင်းခြင်းတာလား။ကျွန်တော်တို့နားမလည်ပါဘူး။ဒါပေမဲ့လည်းဘယ်လိုဖြစ်ဖြစ်မိုးပြဝါရဆိုတာအာရမဝါရပါ။ ဟုတ်ပြီဗျာဒီကိန်းဟာဒီယူဝါဒတွေကဘလောက်ထိတော့အဓမ္မဝါဒဖြစ်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုကနေစပြီးတော့နောက်ဝက်မှာတောင်းလျှောက်တောင်းလျှောက်ကျဲပြလုပ်ပေးပါမယ်ဒီတော့ဒီကိစ္စကိုထောက်ခံကြတဲ့သူတွေဒီကိစ္စကိုဒီကိန်းကိုမှအထင်ကြီးကြတဲ့ပုံကိုယ်တွေဒီယူဆတွေကိုမှလက်ခံတဲ့ပုံကိုယ်တွေကလည်းမိတ်ဆွေတို့ရဲ့ YouTube channel ပေါင်းများစွာကနေကြိုက်တဲ့လောက်ကို sharing လုပ်ကြပါ ကျွန်တော်ကလေဒီဝါရဟာအရမဝါရဆိုတာကိုလူရီရဲ့အတွေးတွေကိုပြန်ရောက်အောင်ကျွန်တော်ဘက်ကလည်းစူးစမ်းပြီးတော့လုပ်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးဗီဒီယိုတစ်ပုဒ်ကိုစကြည့်မယ်ဗျ။ဒါကလွန်ခဲ့တဲ့အာရှင်းနေကိုနှစ်လောက်ကဗီဒီယိုဖိုင်ဖြစ်ပါလိမ့်မယ်။ကျွန်တော်ရှာပြီးတော့သိနာတာတော့ကြာပါပြီ။ဒီဒီမှာမိုးပြဝါရဆိုတာဟာလေထီတော်ဝါရဘုရားဘာသာမဟုတ်ပါဘူးလေ။ဘာသာချားလို့သူကိုယ်တိုင်အတီးလင်းညင်ညာထားပါတယ်။ နောက်တဲ့တစ်ခုကကျတော့ဓမ္မမဟုတ်အာရမဝါဒဖြစ်ကြောင်းကိုလည်းနိုင်ငံတော်တန်ခါမာနာယီကကဆုံးဖြတ်ထားပါတယ်။ပြီးတော့သူ့ရဲ့ယူဝါဒကြီးထဲမှာဒါတည်ရင်ပြီးပြီးဖြစ်ပြည့်ရှင်ရင်တရားမရဘူး။ငါရှိတယ်စာတော့အယူကမှားတယ်။အဲ့ဒီလိုအရာတွေကိုဟောပြောပါတယ်တဲ့။ယခုခါမှာတော့လေမဟုတ်တရားပြောချမှုဖြင့်ထောင်နှံ18နှစ်ကြာနေပါတယ်လေ။အဲ့ဒီအချိန်ကျမှဒါကြာသွားတာပေါ့နော်။ထောင်18နှစ်ကြာပြီးပြီ။ယူဝါဒကိုမစွန့်လို့ အရက်တော့ရဲ့ပြည်သူပိုင်ပစ္စည်းတွေခိုးတာတို့လိန်ညာပြောတာတွေဟာတီလမကျိုးဘူးတဲ့။ဒါပြောမယ်နော်။မိတ်ဆွေတို့တည်တည်ဆဆပြန်ပြီးနားထောင်။အရက်တော့တဲ့ပြည်သူပိုင်ပစ္စည်းကိုခိုးတယ်။လိန်ညာပြောတယ်။ဒီຢာတွေဟာတီလမကျိုးပါဘူးတဲ့။ဒါဒီယူဝါဒပါ။အကောင့်တက်မဲ့သူများသားများကိုကျူးလွန်မယ်ဆိုတိုင်းလေတီလမကျိုးဘူးလို့ပြောပါတယ်တဲ့။ဘလောက်ကြောက်စရာကောင်းလဲ။ ဒါကအနှစ်ချုပ်လေးတွေ summary လုပ်ပေးထားတာလေးတကယ့်ဟောပြောချက်တွေကိုနောက်ပိုင်းမှာမိတ်ဆွေတို့ကိုတစိမ်ချင်းစီကျွန်တော်ပြန်ဖွင့်ပြမယ်မလာပြီမိကသုံးပုံကိုလက်မခံဘူးသူစိတ်ကြိုက်ပြင်ချင်ပါတယ်လေရနောက်တစ်ချက်ကပါလေမြမပြီမှာလေသူတယောက်သာတရားတည်ပြီးတော့မိုးခုတ်တို့မဟာစီးတို့သိင်းတို့ဝေဘူးတို့လေဒီတို့ဖောက်တို့အဆရှိတဲ့ဒီလိုမျိုးဒါအကျော်မတရားတိုက်ကြီးတွေဟာလေတခုမှ သူတိတယ်လို့မမှန်ဘူးလေရက်ပြည့်ရှိသွားတဲ့ကိုရောက်နေတဲ့လူတွေဆိုပြီးတော့ဆွဆွဲထားပါတယ်ကျောင်းဆရာကောင်းနော်နောက်တစ်ချက်ဗာလေမင်းမူဒီပိကဆရာတော်ဖရာကြီးကိုတရားဆွဲခဲ့တော့လေတိကျောင်းဆရာကောင်းနော်နောက်တစ်ချက်လာပြန်ပြီပြေဆုံးဗန္တန္တရာနှစ်ဖြာလုံးအန္တရေကြီးစီတော့မိုးပြဝါရအရမများလေပြန်ပွားမှုကိုဟန်တားစီရင်ရည်ရွယ်ဤအခွေကိုစီရင်ရခြင်းဖြစ်ပါသည် အသေးချာနာကြား၍စဉ်းစားနိုင်ကြပါစေနဲ့။ Okay ဒါဆိုကျွန်တော်နားထောင်ပါနော်။အနန္တအနန္တ၅ပါးကိုအာယုံပြည့်၍ညီညာဖြတ်ဖြတ်ရောကြပါကြော။

ဆိုတဲ့ပါဠိစကားလုံးကိုဟိုဥပုံနေမှာပါပဲဆရာဥပုံလေနော်အနက်ပေးတယ်ဗျာဟွန်းဓမ္မောမလေးတံဘိုလေးတံနိဗ္ဗာန်ပရိယဆေဝါတော်တရားတော်မြတ်ဒီကြီးတဲ့ဝေဒတာဓမ္မအနက်ပေးတာမက်လေးတံဘိုလေးတံနိဗ္ဗာန်ပရိယဒီတော့အကုန်လုံးတစ်ခုမပြီးတစ်ခုမပြီးရှောက်ပြီးတော့လုပ်နေတာဒီလည်းပဲဘယ်အားလုံးဒီဓမ္မဘယ်အားလုံးမသိဘူးမက်လေးတံနဲ့ဒါတရားတော် ိုလေးတာနဲ့နိဗ္ဗာန်နဲ့ပရိယတ်ဟင်းပဲလေးတာရဲ့ပိုလေးတာဆိုရှင်းတာပေါ့နိဗ္ဗာန်ဆိုတော့ကိုးတာပေါ့ပရိယတ်ပါဆိုတော့30တာပဲလေးတာပိုလေးတာနိဗ္ဗာန်ပရိယတ်30ပါတော့တရားတော်ပြတ်ပြီးပြောတော့30ပါကိုလောက်ခဲ့တာခဲ30ပါလုံးရအောင်ပါနိဗ္ဗာန်ပြားဖို့နိုင်နော်နိဗ္ဗာန်တရားရတဲ့သူတွေရောက်တဲ့ပစ္စည်းညာပဲဖြစ်တယ်။ပရိယတ်ကလည်းတရားမဟုတ်ဘူး။တကယ်တော့ ိုလေးတန်ဆိုတာတော့တရားမဟုတ်ဘူးလို့ပြောတာမဲ့လေးတန်မဲ့တရားပဲမဲ့ကတရားအဲ့မဲ့လေးတန်ဆိုတာကတော့တမာတဲ့အမြင်တမာတဲ့အတွေ့တမာတဲ့အပြောအလုပ်အနေတမာတဲ့ကျိုးစားလို့ကြစိတ်ထားဤချက်နဲ့ရှစ်ချက်ကလေးပဲတရားဗျာဒီတော့ကိုသူပြောသွားတယ်ဒီဦးလေးကြီးပြောသွားတယ်ပေါ့နော်ဟောပြောချက်ရည်အဲ့ဒီဘက်ခေအဲ့ဒီဘက်ခါကတော့သူကဒါဆရာတော်ကြီးပေါ့အဒီဝိစားဝတ်ထားပြီမလဲဒါဆရာတော်ကြီးပါ သူရဲ့အယူဝါဒအရာပေါ့ဒါပါတော့အဲသူပြောသွားတဲ့ဒါကောင်းစွာသိတာတို့ကောင်းစွာမြင်တာတို့ကောင်းစွာကြင်တာတို့ဆိုတာဟာတကယ်တော့မလေးတယ်မဟုတ်ပါဘူးအဲ့ဒါဟာမက်ကြီး၈ပါပါဒီမလေးတယ်ရဲ့တရားကိုအဖြစ်သွားပြီးတော့သက်ဆိုင်တဲ့စေတသိက်ကြီးလို့ပြောရင်တော့ရပါမယ်တကယ်တကယ်ဟာသူပြောသွားတာတွေဟာမလေးတယ်မဟုတ်ပါဘူးဒါတော့ဒီမှာဒီဗီဒီယိုချန်နယ်မှာထောက်ပြထားတာလေဒီတိုင်းပဲအဲ့မလေးတယ်ဆိုတာကတော့ တမာတဲ့အမြင်တမာတဲ့အတွေ့တမာတဲ့အပြောအလုပ်အနေတမာတဲ့ကြိုးစားလိုကြစိတ်ထားဒီချက်လက်ရှိချက်ကလေးပဲဒီချက်လက်ရှိချက်ကလေးပဲစဉ်းစားကြည့်ပါဒါပြီးဒီမှာတင်မှုတဲ့လူတွေဆိုရင်တော့တီးတန်ကြီးပြောနေစရာမလိုပါဘူးဒါကတော့အဲသူနေထိုင်ခဲ့တဲ့ပုံစံအဲသူကျင်လည်ခဲ့တဲ့ပုံစံသူဝတ်တဲ့အဝေးအစား အဲသူ့ရဲ့နောက်မှာရှိကြတဲ့သူ့ရဲ့ပြိသက်ပေါ့ဗျာအဲ့ဒီဘက်ခေအဲ့ဒီဘက်ခါကားပေါ့နော်အဒီကနေ့ခေဒီကနေ့ခါမှာတော့ဘယ်လိုပုံစံလဲကျွန်တော်တို့မသိပါဘူးအာသူပြိသက်နေသူပေါ့နော်ဒါမှရေးလေရေးထားပါတယ်အနေပုံထိုင်ပုံသွားပုံလာပုံနေอืมကျွန်တော်ရှောင်းလင်းဖုန်ကြီးတွေနဲ့နည်းနည်းသွားဆင်တယ်တရုတ်ပြည်ကဟိုဒီဘက်တောင်တန်းတွေပါရောက်သွားတယ်လို့ပဲ တို့ဒါမြန်မာနိုင်ငံကဟိုဘုရပဒါဘုံကြီးတပါလို့ထင်เสียရမရှိဘူး။ဒါပေမဲ့လည်းဘုံကြီးမဟုတ်ဘူးလို့ခင်ဗျားတို့မထင်နဲ့နော်။မှားသွားလိမ့်မယ်။ဒီမှာကြည့်အောက်မှာရတ္တဒဇလို့ခေါ်ရဲရဟန္တာတို့ရဲ့တခုဖြစ်တဲ့သင်္ကန်းကြီးကိုဝေထားတဲ့ယဟန်ကသူ့ကိုရှစ်ကိုရတာယဟန်လောက်ကိုရင်ကြီးလားမသိဘူးဘလို့ဖြစ်ဖြစ်သူကတော့ရှစ်ကိုခံလာလမ်းထွက်နေရပဲနော်မိုက်တယ်ဗျာ ီနိုင်ငံဘာသာရေးနဲ့တိတ်ကျင်းတဲ့လို့ကောင်းလားတိတ်ကောင်းလားကြည့်ပါဦးဗျာအိုးစိမ့်မယ်နော်မိုက်တယ်တကယ်ရှိတယ်ကိုသိလားနော်တကယ်မသိနိုင်နဲ့မမြင်နိုင်တဲ့နေရာတွေွားပြီးတော့တို့တွေပဲရှောက်ပြီးတော့တခါတဲ့ဝေဘာနေမယ်ဆိုဝေဘာပြရလည်းပဲအချက်လက်လည်းပဲဘာကြည့်မှာမှမဟုတ်တာဟုတ်အဲ့တော့တို့ကလည်းပဲအဲ့ဒီလေကြီးတဲ့ကိုမိမနေကြတော့တို့လေလို့ဆိုတာတော့ အာမိုင်းဝင်ဘယ်ဘွားလာတာတော့လို့ဆိုတာလုံးလုံးနေဟုတ်ကဲ့နော်အာမိုင်းဝင်ဘယ်ဘွားကိုသွားမှာတော့လုံးနေလုံးနေဒါပြောမှသိတော့လေလေဒီလိုပြောရမှာပါနော်ဒီတဲ့ဒီချိုးကကြီးတဲ့ဘသူဝင်လာတာနဲ့နော်လေလေဒါရလည်းလေလေတဲ့နေရနေတာနော်ဘာမှဟုတ်ဘူးပြောမှသိတော့ကုနာအတိပင်နေတယ်ဘုရားအဲ့ဒီမင်းတွေအခုရှင်းသားနေတယ်သေပြီဆိုရင်ပြီးပြီသေတာပေါ့နော် ဆိုလိုတာဘယ်တော့ကဒီတစ်တွေရွှေ့သွားတယ်လို့ဆိုတာပြောဘသူမှမပြောဘူးအေးကာတာနေပေမဲ့ဖရားလို့ပြောကြတာရှိတာပေါ့အတူတူပဲအဲ့ဒီတစ်ပေလဲဆဲနေနေကြီးထွားနေတို့တွေလည်းအရင်ကရှားကြည့်လိုက်တဲ့အေးအဲ့အဲ့ဒီတစ်ပေရဲ့ဆဲနေတဲ့မှာအနှစ်ကလေးကဂရုံမှုဆုံးမယ်တို့တွေရဲ့ဆဲနေတဲ့အနှစ်ချာကြဂရုံမှုဆုံးမယ်မှန်တယ်အဲ့ဒီဂရုံမှုဆုံးဒီတက်ဝင်ရှင်သားနေဒီဂရုံမှုဆုံးအနေဖြတ်လိုက်လို့ ဒီအနေအတွက် active ဖြစ်တာဘာမှမဟုတ် active active อืมဟုတ်ကောအဲ့တော့သူတို့ကတော့သူတို့နဲ့တို့နဲ့မထူးဘူးလို့ပြောမှာเนาะသူတို့နေသားပြီးဘယ်ရွှေ့သွားတယ်လို့မရှိဘူးတို့နေသားပြီးဘယ်ရွှေ့သွားတယ်လို့စဉ်းစားနေဆိုတို့လည်းပြောမှစင်တော့ပုံမြင်နေမှာသိဘူးရင်နဲ့တူရင်းလို့ပြောပြောမှာပါเนาะအဖြစ်တပည့်တို့မြန်မာလူမျိုးတွေဟာဘုရားဘာသာတွေ တည်သွားတဲ့လူကိုရည်စူးပြီးတော့ကုသိုလ်လုပ်ကြတာကြတော့ဘယ်လိုလဲမေးစရာရှိတာနော်ဒီမေးခွန်းကမေးကိုမေးရမယ်မေးခွန်းမှန်ပါဗျာအဲ့ဒါကြတော့သူ့အတွက်အကျိုးရှိလားဒီမေးခွန်းနဲ့မြတ်စွာဘုရားကိုမေးခဲ့ဘူးလားဇာနုတောနိဆိုတဲ့ဘယင်းရဲ့ပရောဟိတ်ပုံနာကြီးတယောက်ကမေးခဲ့ဘူးမှန်ပါဗျာရှင်ဘုရားတဲ့တပည့်တော်တွေကတည်တဲ့လူတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အမြတ်တမ်းပေးဝေကြတယ်တဲ့ အဲ့ဒီလိုပေးဝေလို့ရှိရင်တည်တဲ့လူအတွက်အကျိုးရှိသလားဒီမေကောင်းလေးတော့အခုအမြတ်တမ်းပေးဝေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကဖြေတယ်ဘလို့ဖြေလို့ပုံနာကြီးကမေးလိုက်တာကရှင်ဘုရားတဲ့တတိယတော်တို့အမြတ်တမ်းပေးဝေကြတယ်တဲ့မြတ်တမ်းပေးဝေတဲ့အခါကျတော့တောလီသူအတွက်အကျိုးရှိပါသလားနော်အဲ့တော့မြတ်စွာဘုရားဆိုလိုတာကဤသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ ငရဲပြည်ရောက်နေမယ်တရိษံကုံရောက်နေမယ်လူပြည်ရောက်နေမယ်နတ်ပြည်ရောက်နေမယ်ဆိုရင်ဒီကကုသကောင်းမှုတွေလုပ်ပြီးအမြဲဝေးတာမရဘူးတဲ့ရတယ်လို့ဘုရားမဟုတ်ဘူးနော်မရဘူးတဲ့ဒါဖြင့်ဘယ်နေရာမှာရတာလို့ဆိုတော့ကိုယ်အိမ်အနီးပတ်ဝန်းကျင်မှာစားရမယ်မယ်တောက်ရမယ်မယ်နေရမရှိတဲ့ပြိတ္တာဘဝရောက်နေတယ်ဆိုလို့ရှိရင်နော်တဲ့ ကုသိုလ်ကောင်းမှုပြုပြီးမျက်ဝေမျက်ဝေလို့သူကတိပြီးသာဓုခေါ်လိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်ရတယ်အဲ့ဒီပုဂ္ဂိုလ်တော်မှသာဓုမခေါ်ဘူးဆိုရင်မရဘူးတဲ့ဟုတ်ကဲ့မှန်ပါဗျာသာဓုခေါ်တာကသူသူကုသိုလ်ပဲသာဓုခေါ်လိုက်ရင်တော့ဒီကမျက်ဝေလိုက်တဲ့ကုသိုလ်ဟာသူအပြည့်ရဒါကတော့သူ့ရဲ့ဟောပြောချက်ကိုကျွန်တော်ဒါပြန်ပြီးတော့ဘယ်လိုပြောရမလဲ response လုပ်တဲ့ဗီဒီယိုတော့မဟုတ်ဘူးကျွန်တော်ဒါဘမောကကျုပ်ဆရာတော်ဘုရားကြီးကလည်း အမိဘာသာတရားပွဲတစ်ခုမှာဟောပြောသွားရင်းနဲ့ဒါကိုပြန်ပြီးတော့ထောက်ပြထားတဲ့ဖြန့်ညှက်ထားပြီးတော့ဗျာကျွန်တော်ဒါပြန်ပြီးထောက်ပြထားတဲ့ဗီဒီယိုတစ်ပုဒ်ပါဒါတော့သူဟောပြောသွားတဲ့အချက်အထင်းမှာပါပါလဲဆိုတော့ကျွန်တော်တို့ပဝင်းကျင်မှာရှိတယ်ဒီသစ်ပင်နေနဲ့ကျွန်တော်တို့လူတွေနဲ့လည်းအာသူရတာအယူအဆပေါ့နော်အသိပ္ပံယူဆနေသူကနှိုင်းရှင်ပြီးတော့တူတယ်လို့သူကပြောချင်တာဒါတော့အသိပ္ပံအယူအဆအရဆိုရင်လည်းအပေါ်ယံအားဖြင့်ရတော့တူပါတယ် ဒါပေမဲ့ကျွန်တော်တို့အစားအသောက်တွေရှာဖွေတယ်အစားအသောက်တွေကိုစားတော့တဲ့ပုံစံအပြီးတော့ကျွန်တော်တို့ဒါ thinking mind နေအတွေးခေါ်ပိုင်းနေလုံးဝမတူပါဘူး။ဘာကြောင့်မတူတာလဲဆိုတော့ကျွန်တော်တို့လူတွေဆိုတာကတွေးခေါ်နိုင်စွမ်းရှိပါတယ်ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်ပြီးတော့ပြုတ်လုံနိုင်စွမ်းရှိတယ်ရွေလျားနိုင်စွမ်းရှိပါတယ်။နေပင်နေဆိုတာကကြတော့အဲ့ဒီလိုမရှိပါဘူး။နော်ဒီအရာကိုနားမလည်ကြတဲ့လူတွေကိုသွားပြောရင်တော့ဟုတ်တယ်ရောင်ရောင်ရှိပါတယ်။အထူးသဖြင့်တော့ရုပ်ဝါဒီသမားတွေကိုပြောရင် ရုပ်ဝါဒီသမားတွေကလက်ခံမှာဒါပေမဲ့အတွင်းကြကြစဉ်းစားရင်တော့ဒါကလုံးဝအတိတ်ပဲမရှိပါဘူးဒီတော့ကျွန်တော်ပြောချင်တယ်ဗျာအာအစ်မေတပင်ကိုကျွန်တော်တို့ဒါတံပိုးကြီးရဲ့ရွှေလေဇွဲကြီးတစ်ခုလောက်တွားပြီးတော့ချိန်ထားပြီးတော့ဒီရွှေလေဇွဲကြီးကိုစောင့်ရှောက်ပေးထားစမ်းပါငါနောက်ထပ်ဘယ်နည်းနဲ့လာယူမယ်လို့ပြောပြီးထားခဲ့ကြပါလားဒီအစ်မေကစောင့်ရှောက်ပေးမှာလားကဲပြောကြည့်စမ်း ဖြည့်ကြည်စမ်းမှာအဲ့ဒီဝါရကိုလက်ခံတဲ့သူတွေဖြည့်ကြည်စမ်းမှာဒီတော့မိတ်ဆွေလိုဘာပြန်ပြောမလဲအတိုက်ရအစ်ပင်ကြီးလေလို့ပြန်ပြောမှာလားသူ့ရဲ့ယူဝါရကိုလက်ခံနေဆိုရင်တစ်ပင်နဲ့လူနေရမချားနာဘူးဆိုတဲ့အယူဝါရဟာတော့ဝမှားယူနေဆိုတာကိုကျွန်တော်ပြောချင်တာတော့နောက်တစ်ခုဥပမာထပ်ပေးမယ်ဗျာကျွန်တော်တို့ဒါလင်မယားနေရအောင်မိမဖြစ်သူကအိမ်တော်ကြီးဖောက်ပြန်နေပုံဗျာမိမဖြစ်သူကအိမ်တော်ကြီးဖောက်ပြန်ပြီးတော့ဒါတရားရုံးကိုမသွားဘင်းနဲ့ တစ်ပင်ကြီးတစ်ပင်ကိုသွားပြီးတော့ဆုံးဖြတ်ခိုင်းမယ်တဲ့ဖောက်ပြန်တာကမိန်းမဖြစ်သူဒီတော့ဒီအောင်ကြီးကိုယောက်ျားကကွဲကျင်နေဆိုရင်ဒီတစ်ပင်ကြီးကဘယ်လိုဆုံးဖြတ်ပေးမလဲလင်ကွဲမရဘဲကိစ္စကိုဘယ်လိုဆုံးဖြတ်ပေးမလဲနေရတော့အိမ်တော်ကြီးဖောက်ပြန်လို့နေမားသွားတယ်လို့ပြောမလားအာခမရတော့အိမ်မကြီးဖောက်ပြန်တယ်မိမနဲ့ပတ်သက်ပြီးတော့ခမရကဒါကွာရှင်းကျင်တာမှန်တယ်လို့ပြောမလားမပြောနိုင်ဘူးလေလူသားလှုပ်ဆောင်လို့ရတဲ့အပိုင်းတွေကိုလူတွေပဲလှုပ်ဆောင်ရမှာ လူဆိုတာတွေးခေါ်ရမယ်အမြော်မြင်ရှိရမယ်စဉ်းစားဆုံးဖြတ်တတ်ရမယ်ဒါမှလူလို့ခေါ်တာအဲ့ဒီလိုမဟုတ်ဘဲနဲ့လူနဲ့တစ်ပင်နဲ့ထူးမခြားနာဆိုတဲ့ပုံစံမျိုးနဲ့ရောချပြီးတော့ရုပ်ဝါဒီတက်တက်ပြောခဲ့ဟောခဲ့လွန်းလို့လေဒါဟာအရမဝါဒပြေဆုံးဖြတ်ခံရပြီးတော့အဒီဦးလေးကြီးကိုယ်တိုင်ကလည်းထောင်နေပါတယ်တော့မှကြားခဲ့ရတာပါအရမဝါဒပြေဆုံးဖြတ်ခံရရင်ဘာကြောင့်ထောင်ကြရတာလဲဆိုတဲ့အပိုင်းကိုပြောပြအောင်မင်းအဲ့ဒါကဘာကြောင့်ကြားရတာလဲဆိုတော့ဒီယူဝါဒကိုလက်မလွတ်နိုင်သေးလို့ ထောင်ကြရတာတကယ်လို့ဒီယူဝါဒကိုသာလက်လွတ်လိုက်မယ်ဆိုရင်ထောင်မကြပါဘူးအဲ့ဒီယူဝါဒကိုလက်မထုတ်ဘဲနဲ့တရက်သေးဆွဲထားမယ်ဆိုရင်တော့ဒီကြပါအောင်ထောင်ကြမှာပါဒါတဘာဝပါပဲထားပါတော့ဗျာနော်ဒီတော့ကျွန်တော်တို့ဒါနောက်ထပ်တစ်ခုဖြစ်တယ်သူရဲ့ဟောပြောချက်ကိုနားထောင်မယ်ဒီတစ်ခုမှာတော့ဒါရှင်းဘွားနောက်ဘွားတွေဆိုတာဟာအဒီလင်းဖျားဟောခဲ့တယ်ဆိုတာရှိပင်မဲ့ပေါ့နော်ဒါတေပြီးရင်ပြီးပြီဆိုတဲ့ဒီမိုးပြရဲ့အယူဝါဒနဲ့ပတ်သက်ပြီးတော့ပြောတာမှပြောရလူဘယ်လိုလုပ်နောက်ဘွားသွားမှာတော့ဗျာနော် ကဲတစ်ပင်နေခင်ဗျားတို့စိုက်ထားတယ်ခင်ဗျားတို့အိမ်ရှိမှတရက်ပင်လေးပြီးနေတယ်ဆိုတရက်ပင်လေးကပြီးတဲ့အခါတီးတဲ့ချိုးလို့ကောင်းတယ်ပေါ့နော်တီးတဲ့ပင်လေးတည်သွားပြီဆိုရင်တည်တီးမတီးတော့တာရှိတာပဲတဲရွယ်လည်းမထွက်တော့တာရှိတာတီးတဲ့ပင်လေးပြဘဲဘွားမြန်ကူးတော့ပါလိမ့်လို့ဆိုတာဘသူတွေးလေးတို့ဘသူမှမတွေးဘူးခင်ဗျားတို့ကခွေးကလေးမွေးတာကြောင်လေးမွေးတာသူတို့တက်တာတူတူလေးဆိုဆိုတော့ခင်ဗျားတို့မတည်ခင်တည်းမှာသူတို့တည်တာပေါ့နော်တည်တော့ဒီခွေးလေးတည်ပြီးကဲဆွဲတာပြစ်လိုက်ကြတော့ဟာ ီကြောင်လေးသေးချာပြီဆွဲတာပြစ်လိုက်ကြတော့ဟာပေါ့နော်။အော်ဒီကြောင်လေးဘယ်နှန်းသွားရှာလိုက်မလို့သူ့အသေးကောင်ကလေးကိုလှလှပပကလေးသွားရအောင်သွားရတာကလေးကိုသူမြင်ရအောင်တို့ဒီကနေပြီးတော့မသားလေးတော့ကောင်းကောင်းချအောင်မှာပဲလို့ဘယ်သူလုပ်တော့ညာဘယ်သူမှမလုပ်ဘူးချက်စားရင်းနဲ့လို့ကဖြတ်ပြီးတော့တောင်ချက်စားလိုက်လေဦးမယ်နော်။အဲ့တော့ဆိုလိုတာကတော့ပြင်ဒီကြောင်လေးခွေးတွေလည်းပဲနောက်ဘဝသွားတယ်လို့မထင်ပါဘူးညာနော်။ လူကလူဖြစ်နေတော့ဟုတ်ကဲ့နော်လူဟာလည်းပဲအသက်ရှင်နေတဲ့သူသစ်ပင်နေလည်းအသက်ရှင်နေတဲ့သူတရိစ္ဆာန်နေလည်းပဲအသက်ရှင်နေတဲ့သူတည်ကြပြီဆိုရင်တော့ဒါမရှိတော့တာပဲမဟုတ်လားတည်ပါပြီဆိုမှ မရှိတော့ဘူးလို့ဆိုတော့မရှိတော့တဲ့နောက်ကို အမဲတစ်ခုလေးတော့တွားရှိသေးတယ်လို့ဆိုတာမျိုးပလိပလာတိကျတော့လှုပ်ချင်တာကြာနော်အေးဒါကြောင့်မို့လို့တီရောကုတ်ကတုတ်ဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ် အဲ့ဒီတိရောကုဋ္ဌသုတ်အရာဆိုလို့ရှိရင်အေးတိကျဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒီကကုသိုလ်ကောင်းမှုလုပ်ပြီးအတန်းပေးဝင်လိုက်လို့ရှိရင်တဲ့ညညာကနေပြီးတော့စီးဆင်းလာတဲ့ရေတွေဟာနေညာကိုတလဟောဆုစီးသွားတယ်လို့ပဲတဲ့ဒီကကုသိုလ်ကောင်းမှုတွေအကုန်လုံးသူ့စီပြေဝရသွားချက်ချင်းနေစရာတွေရသွားတယ်စားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်ချမ်းသာဒုက္ခရသွားတယ်ဒါရုခေါ်လိုက်တာလေနော် ဲ့တော့အမြောက်ဝေတယ်ဆိုတာရှိကိုရည်စူးတဲ့ပုဂ္ဂိုလ်ကဒီရနိုင်တဲ့ပုံစံစိတ်ကြပုံတစ်ခုတည်းပဲရှိတယ်။ဇန်တဲ့ပုံရောက်နေရင်ကိုရည်စူးတဲ့ပုဂ္ဂိုလ်မရဘူး။အေးဒါကြောင့်မလို့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတယ်ဆိုတာအမြတ်တမ်းမှာအကျိုးရှိတယ်သူတို့ကအကျိုးရှိတာနော်ဒါနကောင်းမှုလုပ်ပြီးအမြတ်ဝေကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်ပေးဝေတယ်ဆိုတာအဲ့ဒီ ပေါင်းနေသူတွေပုဂ္ဂိုလ်တွေအများကြီးအကျိုးရှိတယ်။သူတို့သာအကျိုးရတာမဟုတ်ဘူး။ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ပြေဝရပါတယ်လို့။အဲဆိုဘုရားကဇာတိတော်နိတုံမှာဒီလိုခေါ်တာ။အင်္ဂုတ္တပါဠိတော်မှာရှိတယ်ရဲ့နော်။အမှန်ပါဗျာ။အေးအခုတုတ်တန်တွေကိုသေချာကြည့်မယ်ဆိုရင်ဒါတွေကရစ်စင်တဲ့အမြခေါင်းကြီးတို့တွေအာသာရေးလုပ်ငန်းတွေလုပ်နေတော့နားလည်ဖို့အမှန်တမ်းမှအရေးကြီးဘူး။ ကိုလုံးတဲ့အလုံးပါရေကျိုးရှိတဲ့အလုံးလားမှားရွေးနေသလားဆိုတော့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလိုဖြေထားတာကိုကြည့်မယ်ဆိုလို့ရှိရင်အခုဓမ္မစာရီနဲ့အတ္တမစာရီကိုယ်ကိုယ်တိုင်ဓမ္မစာရီဖြစ်အောင်ရှင်းသုံးဖို့လိုအပ်တယ်ပေါ့မှန်ပါဗျာဒီတော့ဒါကတော့ကျွန်တော်တို့ဒါဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေနဲ့ဒီဦးလေးကြီးဟောပြောခဲ့ဘူးတဲ့အဲတရားဓမ္မတွေ နိုင်ရှင်ပြီးတော့ဘယ်နေရာမှာဘလူရီမှားခဲ့တယ်ဘယ်နေရာမှာဘလူရီဟောပြောထားပါတယ်ဆိုတာကိုပြန်ပြီး sharing လုပ်ပြရဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ရဲ့အားပေါ်ကျွန်တော်ရဲ့ပြောဆိုခြင်းဆိုတာထက်ဆရာတော်ဘုရားကြီးရဲ့တရားဓမ္မတွေနဲ့နိုင်ရှင်ပြီးတော့ပြောပြခဲ့ခြင်းဖြစ်တယ်ဒီတော့အဒီကနေ့ခေတ်မှာယုတ်ဝါဒသမားတွေများလာတာနဲ့အမျှဒီယုတ်ဝါဒကလည်းပြန်ပြီးတော့ပေါ်လာပါတယ်တချို့သောလူတွေဟာဘာရည်ရွယ်ချက်မှမသိပေမဲ့ YouTube မှာဒီဇိုင်းမမတ်နေကိုမျှဝေပေးနေတာရှိတယ် တချို့ဆိုရင်လည်းကျွန်တော်ရှိကအပိုင်း1ဆိုတဲ့ဗီဒီယိုတစ်ပုဒ်မှာဆိုရရှိနေအောက်မှာတောက်လျှောက်မှန်ထားတာပေါ့နော်အတချို့ဆိုလို့ရှိလို့ရှိရင်တော်တော်ကြီးကိုရရဆက်ဆက်ရိုင်းရိုင်းဆိုင်းဆိုင်းနေတောင်ပါတယ်ဒီလိုကျွန်တော်တောင်တွေးမိပါတယ်အိုးအဒီတရားဓမ္မကိုလက်ခံတဲ့သူတွေကဒီဟောပြောချက်တွေလက်ခံတဲ့သူတွေကဒီလောက်တောင်ပဲရိုင်းဆိုင်လာပေါ့အဒီလောက်တောင်ပဲကိုကြမ်းတမ်းလာပေါ့ဗျာကျွန်တော်အဲ့ဒီလိုတောင်တွေးမိပါတယ်သာပါတော့ဗျာအခုနောက်ပိုင်းတော့ကျွန်တော်ကတော့အဲ့ဒီလိုပဲတွေးလိုက်တော့တယ်ကြေတနာတစ်ခုကျွန်တော်ကဒါ ဟိုရန်လူတွေစကားဖြစ်ဖြစ်မလူမုံထားတဲ့စကားဖြစ်ဖြစ်လာပြောပြီဆိုကျွန်တော်တွေးတာရိုးရိုးလေးပဲ။အော်ဘာတို့ရဲ့မိဘတွေကဒီလိုပဲဆုံးမထားတာလား။ဒါနောက်တစ်ချက်ဆိုရှင်ကျွန်တော်တွေးတာအော်သူတို့ရဲ့ဆရာသမားတွေ။အော်သူတို့ရဲ့အတိုင်းဝိုင်းနေဒီလိုပဲဆုံးမပေးတာလား။အော်သူတို့လက်ခံတဲ့အယူဝါဒတွေကဒီလိုဆုံးမပေးတာလား။ကျွန်တော်ဒီလိုပဲတွေးလိုက်တော်ရီ။အဲ့ဒါဆိုကျွန်တော်လည်းသူတို့ကိုဘာမှပြန်ပြောစရာမလိုတော့ဘူးလေ။အရင်တော့ကတော့သိတယ်မလားတခုခုကျွန်တော်လာပြောပြီဆိုတောင်းလျှောက်ကျွန်တော်ကလည်းမနေနိုင်ဘူးပြန်ပြောတယ် ။အခုနောက်ပိုင်းတော့ကျွန်တော်အရာအလုံးကိုလက်ခံထားတယ်။အချစ်ချင်းမုန်းကြီးတွေကိုလည်းကျွန်တော်အေးဆေးဆေးပါပဲ။အကျွန်တော်ကိုလာပြီးတော့တော်တွေပြောလဲပုံမှန်ပါပဲ။ဟိုမင်းကအရင်ညံ့နေသုံးစားများတဲ့ကောင်အဆရှိတဲ့ပြင်မိဘနဲ့ပဲဆဲဆဲကိုယ့်ရဲ့နှမနဲ့ပဲဆဲဆဲကြိုက်တဲ့အရာနဲ့ဆဲပါ။အကျွန်တော်ပြုံးပြုံးလေးပဲခံယူလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘက်ကပေးဆက်လီလီသူတို့ဘက်ကရယူရလီပဲ တဘောကတော့ကျွန်တော်မြမြပေးဆက်လေးကျွန်တော်ဘက်ကအကြွေးကြည့်ပြီးတော့သူတို့ကမြမြပိုင်ဆိုင်လေးပါဒါတော့ကျွန်တော်ဒါပိုင်ဆိုင်စေချင်ပါတယ်ကျွန်တော်ရဲ့အကြွေးတွေမြမြယူကြပါလို့ကျွန်တော်ကတော့အကြံပြုရင်းနဲ့နောက်ထပ်တစ်ပုဒ်မှာဒီမိုးပြဝါဒအာဓမနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှားယွင်းချက်တွေဘယ်လိုမျိုးပြောဆိုချက်တွေကိုဘယ်လိုထောက်ပြအောင်မလဲဆိုတာကိုဆောင်မြကြည့်ရှုအားပေးကြပါအောင်ခမရအားလုံးပဲရှင်းလင်းချက်မြေကြပါစေ